အလုံးမင်္ဂလာပါကျွန်တော်64ရွေးနဲ့ပြန်လဲကြိုးဆိုပါတယ်ကျွန်တော်ဒီနေ့ကတော့ Chelsea နဲ့ပတ်သက်ပြီးတော့လာမယ့်စနေနေ့ညနေ6:00နာရီမှာရှင်ပြိုင်ကစားမယ့် Nottingham Forest နဲ့ Chelsea ပွဲစဉ်ပေါ့နော်အဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ညီကိုလိုနဲ့တူတူဒါပွဲကြိုခံမန်းလိုက်နဲ့ကလေးလုတ်သွားခြင်းနဲ့ပေါ့နော် so ပရမသုံးနေနဲ့ Nottingham Forest ရဲ့အခြေအနေကိုကျွန်တော်တို့တစ်ချက်ကြည့်အောင်ပေါ့နော် Nottingham Forest ဟာနေ့ပြအပြောင်းလဲလုတ်ပြီးတဲ့နောက်မှာဒါ ပိုစတကိုဂလူကကစားကွက်ခင်းချင်းတွေကိုလိုသလိုပြောင်းပြီးတော့အသုံးပြုလာတာကိုတွေ့ရတယ်။နိဗျပိုစတကိုဂလူကအရင်တုန်းကစပောက်ကိုကန်ခဲ့တဲ့အချိန်တုန်းက Hypress လုံးဝကစားပြီးတော့ဗောနော်ခုလက်ရှိ Northern Forest ကိုရောက်တဲ့အချိန်မှာရှစ်ပွဲကစားရမှာဗောနော်သူ့အနေနဲ့ကစားကွက်အပြောင်းလဲကလင်းငကူလောက်ထိပြောင်းတဲ့အနေအထားမျိုးတွေတွေ့ရတယ်ဗောနော်4141ကစားတဲ့ပွဲတွေရှိသလို431လည်းကစားတဲ့ပွဲတွေရှိတယ်။ဒါ34 3ကစားတဲ့ပွဲတွေရှိသလိုဒါ3 4 2 1ကစားတဲ့ပွဲစဉ်တွေလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့နောက်ပိုင်းဒီ3ပွဲမှာဆိုရင်သူ့အနေနဲ့အာ3 4 2 1ကိုဦးစားပေးပြီးတော့ကစားစီတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့သူ့အနေနဲ့နောက်တန်းကိုလုံးဝကိုဆက်တက်ချပြီးတော့ဒါဒီချင်းက3ယောက်ထဲမှာမှာတောင်ပန်ကစားသမားတွေကိုလည်း ဟိုတောင်မန်နေမှာဟိုထွက်ပြီးတော့ကစားစီတာမျိုးမျိုးပဲနဲ့ဒီ hash speed တွေချာမှာ position ယူခိုင်းတာမျိုးတွေအဲ့လိုမျိုးတွေလှုပ်လာတာကိုတော့တွေ့ရတယ်ပေါ့နော်အဓိကတော့ तू ကနောက်တန်းကိုဆက်တက်ချမယ်တံမြန်ကိုသွားမယ်ဆိုတဲ့ပုံစံမျိုးပြောချင်တာက Nordic Forest ရဲ့အရင်ပုံစံကိုပဲ तू အသက်သွင်းနေရပေါ့နော်ဒါပေမဲ့ permanent အသက်သွင်းနိုင်တာမျိုးတော့မရှိသေးတာကိုတွေ့ရတယ်ဆိုတော့ Georgia City နဲ့ဒါကိုဘယ်လိုရင်ဆိုင်ကစားမလဲပေါ့နော်နေပြမှာစကာအနေနဲ့ ဘယ်လိုလိုင်းနဲ့ထွက်မယ်ဆိုရင်အဒီ Norian Forest ကိုရင်ဆိုင်နိုင်မယ်ပေါ့နော်။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်နဲ့ပေါင်းသွားခြင်းနဲ့ပေါ့နော်။လက်ရှိချိန်မှာတော့ Jessica ဒန်ရလူစင်းနေရံများနေတာကိုတော့ကျွန်တော်သတိထားရမယ်ပေါ့နော်။ဒါပေမဲ့နောက်တန်းမှာဆိုရင်တော့ဒါတန်ရကနေပြန်လဲတက်တက်လာတဲ့တူစင်တို့ဖိုဖာနာတို့ပြန်လဲပေါဝင်လာမယ်ဆိုပြီးတော့ဒီပြားမာရစကာကပြောသွားတာရှိရယ်ပြီးတော့အချာလိုပါကအနီရနေပြီးတော့ပြန်လာပြီပေါ့နော်ဆိုတော့ဒီလိုမျိုးလေးတော့ဒါအတက်စီယာအနေနဲ့တွေ့ရတယ်ဆိုတော့ ျွန်တော်ကြိုက်ဆိုရင်တော့ဒါကိုသမားကတော့ Robert Sanchez ပဲဖြစ်နိုင်မယ်ပေါ့နော်အဲ့တော့ Robert Sanchez ထက်ပိုကောင်းတဲ့ကိုသမားရေလို့လည်းကျွန်တော်အသိမှမရှိနေဘူးလို့ပဲကျွန်တော်ယူဆတယ်ဆိုတော့ဒါကြောင့်မို့ကိုသမားကတော့ Robert Sanchez ဖြစ်မယ်ဆိုတော့ဒီ center back နေရာမှာတော့လည်းလည်းရွေရခတ်မယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ဒန်ဟာတက်တက်လာတဲ့တိုစင်နဲ့ဝက်စလီဖိုဖာနာရှိရပေါ့နော်ဒီကိုသမားနှစ်ယောက်ကို တကယ်ရောထက်သုံးလို့ရပြီလားဆိုတာကမပြောနိုင်သေးဘူးဆိုတော့နေပြကတော့အသင့်ဖြစ်ပြီလို့တော့ပြောသွားတယ်ဒါကြောင့်မို့တိုစင်ကိုတော့ကျွန်တော်ထည့်ကျင်တယ်ပေါ့နော်တိုစင်နဲ့ဒီဝက်စလီဖိုဖာနာနှစ်ယောက်ထက်ကတယောက်ကိုရွေးမယ်ဆိုရင်တိုစင်ကိုကျွန်တော်ထည့်ကျင်တယ်ဘာလို့လဲဆိုတော့တိုစင်ကအဒီဝက်စလီဖိုဖာနာနဲ့ဆိုင်တော့ချန်ခိုင်မှုကပိုပြည့်တဲ့အနေအထားမျိုးမှာရှိတဲ့အတွက်ကြောင့်မို့ဒီကမ်းမောက်ကိုတော့ထည့်ကျင်တယ်ပြီးတော့နေကကနေပြန်လာတဲ့ချာလိုပါကိုကျွန်တော် ပြန်ပြီးတော့အသုံးပြုခြင်းတယ်ပေါ့နော်ဒီကမ်းမနဲ့ကိုတော့ဆန်တာဘက်မှာထားခြင်းတယ်ဆိုတော့ဒီနေ့မှာအချင်းမောင်တို့ဟာတူတို့ဟိုတော့ရှိတယ်ပေါ့နော်အာပြောစရာရှိတယ်ဒါပေမဲ့ဟာတူကိုတော့ဒီဘက်ကဒီဆန်တာဘက်နေရာထက်ဒီလက်ဘက်နေရာပေါ့နော်ကူရယ်လာနေရာကိုပြန်ပြီးတော့အသက်သွင်းခြင်းတဲ့သဘောမျိုးကိုတွေ့ရတယ်ပေါ့နော် backup plan နေနဲ့ထားခြင်းတဲ့သဘောမျိုးကိုတွေ့ရတယ်ဒါကြောင့်မို့ဒီဆန်တာဘက်နေရာတော့ဟာတူမထားခြင်းဘူးပေါ့နော်အချင်းမောင်ထမ်းလာဆိုရင်တော့အချင်းပေါင်းကလည်းအစင်းသင်းဖြစ်တဲ့ပုံစံမျိုးတော့မတွေ့ရသေးဘူးဒါကြောင့်မို့ကျွန်တော်တူစင်ကိုပဲထားခြင်းတယ်ဆိုတော့ လက်ဘက်မှာတော့ကျွန်တော်တို့ရဲ့မရှိမဖြစ်ကူကူလေးလာပဲဖြစ်ပြီပေါ့နော်။အာအရင်မှာတော့ဟာတိုပါဝင်လာလိမ့်မယ်။ဆိုတော့ဘိုက်ဘက်မှာဆိုရင်တော့ကျွန်တော်တယောက်တည်းအမြင်ရဆိုရင်တော့ဂျိန်းကိုထားခြင်းနဲ့နီးပြတ်ကလည်းဟိုဂျိန်းကိုအသုံးပြုမယ်ဆိုပြီးတော့ပြောသွားတာမျိုးမဟုတ်ပေမဲ့ဂျိန်းဟာဒီ Northern Forest နဲ့ပွဲမှာအဆင်သင့်ရှိနေပြီဆိုပြီးတော့ပြောသွားတယ်။ မလုကစထရှိရဆိုပေမဲ့ကျွန်တော်ကမလုကစထိုတော့မတုံးကျင်သေးဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့နောက်လာမဲ့ဒီ agent နဲ့ channel လေးပြန်ပွဲမှာကျွန်တော်မလုကစထိုကိုထည့်ပြီးအသုံးပြုကျင်တာကြောင့်မို့ဒီနေရာမှာတော့ကျွန်တော် chain ကိုအတွေ့အကြုံရှင်းတဲ့ chain ကိုကျွန်တော်ပို့ပြီးအသုံးကျင်တယ်ဆိုတော့ queen lane ကိုပြောရတာရှိလာတယ်ပေါ့နော် queen lane မှာတော့အာနိဗျကဘာပြောထားလဲဆိုတော့ဒီ mosa kai seto နဲ့ဒီ asupananda ကတော့ဟိုတိတ်ပြီးတော့ဘယ်လိုပြောလဲချက်ခံမှုမပြေသေးဘူးဆိုပြီးတော့ပြောသွားတာတော့ရှိရပေါ့နော်အာဒီပြီးခဲ့ အထွေညီမဆိုရင်လည်းဒီကမ်းမနှစ်ယောက်မပါဝင်တာကိုတော့တွေးရတယ်ဆိုတော့ဒီလိုမျိုးပြောတာဒီကတော့ကျွန်တော်တို့လည်းရိုးနေပြီလို့ပြောလို့ရတယ်ပေါ့နော်ဒီလီဗာပူးနဲ့ပွဲစဉ်မှာဆိုရင်လည်းဒီကမ်းသမားတွေကချက်ခိုင်မှုမပြည့်ဘူးဆိုပြီးတော့ပြောသွားတာရှိပေမဲ့အာထည့်သွင်းသုံးပြလာတာမျိုးတွေရှိရဲ့ဆိုတော့အန်ဒီဆန်တိုကလည်းဒန်ကနေတက်တက်လာပြီးဆိုပေမဲ့အာနီဗျာကတော့အန်ဒီဆန်တိုကိုရဲစုပြီးသုံးလိမ့်မယ်လို့မထင်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မှာဖြည့်ရှင်းစရာအာကမ်းသမားတယောက်ကဘာလဲဆိုတော့လာဗီယာဖြစ်တယ်ပေါ့နော်လာဗီယာကတော့ တရားကနေတက်တလာတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အတွက်ဒါအဖို့တန်တဲ့လက်ဆောင်တစ်ခုလို့ပြောလို့ရတယ်ကျွန်တော်လာပြရအောင်ထည့်ခြင်းတယ်ပေါ့နော်ဆိုတော့ဟို consider က ချက်ခံမှုအပြည့်မရှိသေးပေမဲ့လည်းအဲသူ့အနေနဲ့နိုင်ငံပွဲမှာတွားရောက်ရှင်ပြရတာမျိုးမရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်ထဲကျင်တယ်ပေါ့နော်။ဒီဘက်ကလည်းဒါလက်ကွက်တစ်ခုအနေနဲ့ပြောတယ်လို့ပဲကျွန်တော်ယူဆတယ်။အကျော်ကောက်0ကိုထဲကျင်တယ်ပေါ့နော်။ဆိုတော့ဟိုဒီနောက်ကျန်တက်စစ်နေရာမှာတော့ဒါအန်ဆိုဖာနန်နက်ကဒူးရောင်ရမ်းတဲ့ဒဏ်ရာရှိတယ်ဆိုပြီးပြောပေမဲ့ကျွန်တော်အမြင်ရဆိုရင်တော့သူ့အနေနဲ့အဲ့လောက်ကြီးဒဏ်ရာရနေတဲ့ပုံစံမျိုးတော့မရှိဘူးလို့ကျွန်တော်ယူဆတယ်။သူ့အနေနဲ့ဒါအမိသားစုကိုလည်းအချိန်ပေးခြင်းလို့မိသားစုစီလည်းတွားခြင်းလို့ဆိုတဲ့ပုံစံမျိုးပေါ့နော်။ဆိုတော့အဲ့ဒါ အခြေအနေမျိုးတွေ့တာကြောင့်မို့တဲ့ဒီနေ့မှာလည်းဒါချက်စင်းနဲ့အများဆုံးပူပေါင်းမယ်ဆိုပြီးတော့တွေ့တာကြောင့်မို့ဒီနေ့ training မှာပါမယ်ဆိုရင်တော့မလက်ဖြံမှာဆိုရင်တော့သူ့အနေနဲ့အစင်းသဖြစ်မယ်လို့ကျွန်တော်ယူဆတယ်ဒါကြောင့်မို့အန်ဆိုဘာနန်နဲ့ကိုတော့ကျွန်တော်အသုံးပြုခြင်းတယ်ပေါ့နော် ဆိုတော့နောက်ထပ်ဒီဘဲတောင်ဘက်မှာဆိုရင်တော့ကျွန်တော်တို့ဒီကာနာချိုတယောက်ပဲရှိတယ်လို့ပဲကျွန်တော်ပြောချင်တယ်ပေါ့နော်ဒါကစ်တန်ကနိုင်ငံပွဲမှာတော့သူ U21 မှာလာမသိဘူးကျွန်တော်ခြေစွမ်းပြပြီးတော့ကစားသွားပြီမဲ့လေကာနာချိုကဒါဒီနေရာမှာအသင့်ဖြစ်နေပြီလို့ကျွန်တော်ယူဆတယ်ပေါ့နော်သူအနေနဲ့နိုင်ငံပွဲမှာဆိုရင်လည်းတယောက်ရှင်းမြန်အခြင်းမရှိဘဲနဲ့အနားယူနေရတယ်ပေါ့နော်တကယ်ကိုတက်ခိုင်မှုအပြည့်နဲ့ပေါက်ကွဲရပြင်းပြင်းနဲ့ကစားနိုင်မဲ့ကာနာမဆိုရင်တော့ကျွန်တော်ကာနာချိုပဲပြင်းပြင်းနဲ့ကာနာချိုပဲထည့်မယ်ဆိုတော့ဒီ right back မှာ ဟိုပြောစရာရှိလားကဘာလဲဆိုပက်ထိုနက်တိုဖြစ်တယ်ပေါ့နော်ပက်ထိုနက်တိုကဒီနောက်ပိုင်းမှာဆိုရင်ချက်စီးကိုရောက်လာပြီးရဲ့နောက်ပိုင်းမှာဆိုရင်ဒါနိုင်ငံပွဲတွေသူ့အနေနဲ့တောက်ရှင်းပြန်ရတာမျိုးတွေတောက်လျှောက်စိတ်လာတယ်ပေါ့နော်စိတ်လာတဲ့အနေထားမျိုးမှာနီးပြတ်ကဘာပြောသွားလဲဆိုပက်ထိုနက်တိုကတက်ခံမှုအပြစ်မဖြစ်သေးဘူးဆိုပြီးပြောသွားတယ်စောင့်ကြည့်အောင်မဲ့အနေထားမျိုး ပေါ့နော်50 50အနေထားမျိုးဖြစ်တယ်ဆိုပြီးပြောသွားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကြိုက်ရဆိုရင်တော့ဒီကစားသမားကိုကျွန်တော် နည်းနည်းအောက်ထားခြင်းနဲ့ပေါ့နော်အောက်ထားခြင်းလဲဆိုတာသူ့ရဲ့ခြေသွမ်းအကြောင်းမဟုတ်ဘဲနဲ့ဟိုအနားပေးခြင်းတာပေါ့နော်သူ့နေလဲပင်မနေတာမျိုးဟိုဖြစ်ကောင်းဖြစ်နိုင်တယ်ဒါကြောင့်မို့ဒီနောက်လာမယ့် agent နဲ့ပွဲမှာဆိုရင် ပို့ပြီးတော့အစဉ်အသင်းဖြစ်အောင်ပေါ့နော်ဒါအေဂျင့်ရဲ့ပွဲဆိုရလဲအရေးကြီးတဲ့ပွဲစဉ်ဖြစ်တာကြောင့်မို့ပို့ပြီးအစဉ်အသင်းဖြစ်အောင်ပထမတိုးတော့ခဏအောက်ထားပြီးတော့ ST ဘောင်းနဲ့သွားခြင်းနေပေါ့နော်ဆိုတော့ ST ဘောင်းကနိုင်ငံပွဲသွားကြရတာမှန်ပေမဲ့လည်းဟိုတကယ်အရေးကြီး crucial moment crucial game တွေကစားရတာမဟုတ်ဘဲနဲ့ခြေစမ်းပွဲတွေဒါကစားရတယ်ပေါ့နော်ဒါကြောင့်မို့ဗဒီနီပွဲမှာဆိုရင်အရင်ကြီးဒါ Nordic Forest ကလည်းခက်ခဲနေတဲ့အနေအထားမျိုးမဟုတ်တာကြောင့်မို့ကျွန်တော်ဟိုယုံကြည်မှုတစ်ခုပေးခြင်းနေပေါ့နော်သူအနေနဲ့ဒါသူ့ရဲ့ career ကို ွားတဲ့အခါမှာအာဒီလိုမျိုးပွဲစဉ်ကြီးတွေကလည်းလိုအပ်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော် SD ပေါ့ကိုကျွန်တော်ဒီညတောင်မှာမထည့်ခြင်းတယ်ပေါ့နော်ဆိုတော့တိုက်စစ်မှာဆိုရင်တော့ကျွန်တော်တို့ဖိရတာဟိုကိုဘပျောက်နေဒါကြာပြီဖြစ်တဲ့ဂျောက်ပထူသုံးမယ်ပေါ့နော်ဂျောက်ပထူကလည်းဘယ်လိုပြောမလဲဒဏ်ရာနေတဲ့အနေထားမျိုးလို့တော့တွေးရတယ်ပေါ့နော်တတိယနေ့မှာဒါပေမဲ့အာဒီကမ်းမှာပေါင်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဘယ်လိုဖြစ်သွားမလဲဆိုတော့ ကိုသမားနေရာမှာတော့ Robertson ချက်ဖြစ်ပြီးနောက်တန်းမှာဆိုရင်ဒါတိုဆင်နဲ့ခြာလို့ပါအောင်ကျွန်တော်ထည့်မယ်ဆိုတော့လက်ဘက်မှာဆိုရင်ကူရယ်လာဖြစ်ပြီးတော့ right back မှာဆိုရင်ဂျင်းဖြစ်မယ်ပေါ့နော်ဆိုတော့ queen line မှာဆိုရင်တော့ဒါ Lavia ပါလိမ့်မယ်ဒါ Mosak Kaisiro ပါပါမယ်ပေါ့နော်ပြီးတော့ဒီဘက်ကအာတက်စစ်မှာဆိုရင်တော့ Enzo Fernandez ပါမယ်ဒါကျွန်တော်တို့ရဲ့လက်ဝင်းမှာဆိုရင်တော့ Garnacho ပါဝင်မယ်ပေါ့နော် နောက်တော့မှမှာဆိုရင်တော့အစီပါဝင်ကျွန်တော်ထည့်ခြင်းနဲ့တိုက်စစ်မှာဆိုရင်တော့ကျောင်းပထုံးနဲ့ပေါ့နော်ဆိုတော့ဒီခင်းချင်းလေးကိုတော့ကျွန်တော်အနေနဲ့ဒီနေ့မှာတော်တော်သဘောကျတဲ့ခင်းချင်းလေးအဖြစ်ကျွန်တော်မှတ်ယူထားတယ်ပေါ့နော်ဆိုတော့ညီကိုတို့ကဘယ်လိုမြင်လဲပေါ့နော်ဒီခင်းချင်းလေးနဲ့ပတ်သက်ပြီးတော့ညီကိုတို့အမြင်လေးတွေပြောသွားကြပါဦးအားလုံးကျေးဇူးတင်ပါတယ်ညီကိုတို့နောက်ပြန်မှာပြန်တွေ့ပါမယ်